အခုနောက်ပိုင်းမှာလေဒီစစ်တပ်ဘောမှနေတဲ့မှာကျွန်တော်အများပြောသူကိုပြည်တွင်းနဲ့ပြည်ပနှစ်ချမ်းခွဲသွားတယ်ပြည်ပစစ်တပ်ဘောမှတွေကတကယ်စစ်တပ်ကိုချစ်လို့တပ်မတော်ကိုချစ်လို့သူတို့ဘောမှဆိုတဲ့နာမည်ကိုယူပြီးတော့တပ်မတော်ကိုဝင်ရတာအဲ့ဒီထဲမှာအခုလက်ရှိမင်းအောင်လိုင်းအပါအဝင်စစ်ကောင်းဆောင်တွေရဲ့ဒီတလွဲလုတဲ့အရာတွေကိုထွက်ပြောလာတဲ့နေရာမှာเนาะကိုမောင်မောင်တို့ကိုချိုကြီးတို့ဒီလူတွေကအဓိက ထွက်ပြောလာကြတယ်เนาะအဲ့တော့ဒီလူတွေကိုလည်းတွားဆဲတယ်ဒီကိုမမောင်ဆိုရင်မပ္ပသားတွေကတတ်မဲ့ဖြတ်မဲ့ကြီးတော့တွားကျိန်းတာလေเนาะစဉ်းစားကြည့်ဒါအမာခံလူတွေဆိုတော့ဒီလူတွေပြောတာဒီဘာဖြစ်လို့လဲမှားနေလို့လားလွဲနေလို့လားမစဉ်းစားဘူးเนาะအခုလည်းဒီမှာကိုချိုကြီးပြောရင်းနဲ့စိတ်ပေါ်ထားပြီဒါပေမဲ့ကိုချိုကြီးနဲ့ကိုမမောင်ဆိုရင်တော့ကိုမမောင်ကတော့သူကနည်းနည်းစကားကိုအစတည်းကသူကပြောပြောပြောတဲ့လူဆိုတော့သူကထိန်းပြောတယ်ဟိုတလုံးမပြောဘူးပေါ့ဒါပေမဲ့ဒီလူနှစ်ယောက်ကဒီနေ့ထိတော်လိုင်းရုပ်ပဲပြောင်းလာတဲ့လူတွေမဟုတ်ဘူးเนาะအဲစစ်တပ်မှာခံမဲ့သူတို့ ဒါပေမဲ့ဒီစစ်ကောင်းဆောင်တွေရဲ့စောက်တလွဲလောက်ရက်ကိုမခံနိုင်တော့လို့ထပြောတာကိုချိုကြီးကတော့သူကပိုစော်တာပေါ့ဒဲစော်တာအခုလဲတော့မကြည့်စိန်ခေါ်ထားတယ်နားထောင်ကြည့်ပါနှစ်ပေါင်းများစွာကနားတို့တိုင်းပြည်ကိုအုပ်ချုပ်လာကြတယ်တိုင်းပြည်ရဲ့ပြည်ထောင်ကဘာလဲတိုင်းပြည်ရဲ့ပဏိပကဘာလဲကနားတို့မသိဘူးလားကနားတို့မသိဘူးဒီမသိဘူးလေမသိလို့သူတို့ဖြစ်နေဟုတ်တယ်မသိရလေဖြစ်နိုင်ဘာကြောင့်မသိလဲခင်ဗျားတို့မှာအာဂရိတရား၄ပါး ခင်ဗျားတို့ရဲ့နှလုံးသားထဲမှာဆွဲကပ်နေတယ်ခင်ဗျားတို့ကိုယ်တိုင်ပဲခင်ဗျားတို့ပဲလုံနိုင်တယ်ခင်ဗျားတို့ပဲလုံတတ်တယ်ခင်ဗျားတို့လုံမှပဲအဆင်ပြေမယ်ငါတို့ငါတို့စစ်သားတွေငါတို့စစ်ဘူတွေကအကုန်တိတယ်အိုးချိုးရေးစွမ်းရေးစီရေးစွမ်းရေးနိုင်ငံရေးစွမ်းရေးစီးပွားရေးစွမ်းရေးအမြင်တွေပေါ့ဗျာစွမ်းရေးဟိုဟာဒီဟာတွေခင်ဗျားတို့ပဲအကုန်လုံးတတ်တယ်နိုင်ငံမှာရှိတဲ့ဌာနဆိုင်ရာတွေအကုန်လုံးကလည်းဝင်ကြီးတွေမှန်သမျှညွန်ချုပ်တွေမှန်သမျှညွန်မှုတွေမှန်သမျှခင်ဗျားတို့ယူနီဖောင်းချုပ်တွေကြီးပဲ နော်ခင်ဗျားတို့နေနိုင်ငံရဲ့နေရာတကာကိုလှက်လှယ်ပြီးတော့တာဝန်ထမ်းတာဝန်တွေထမ်းဆောင်လိုက်ခဲ့ကြခင်ဗျားတို့လောက်တိုင်းပြည်ရဲ့တက္ကနာတိုင်းပြည်ရဲ့ပဏိပက္ခကိုမသိတဲ့သူနားမလည်တဲ့သူဘယ်သူမှမရှိဘူးခင်ဗျားတို့ဒါအတီးဆုံးခင်ဗျားတို့ဒါအတက်ဆုံးဒါပေမဲ့အဲ့လိုတီးတဲ့တက်တဲ့လူတွေဒီနေ့မြန်မာနိုင်ငံကြီးကိုဒီနေ့အထိအုပ်ချုပ်နေတာမြန်မာနိုင်ငံကြီးကကုန်းကောက်စရာမရှိုံနဲ့မဟုတ်လူမျိုးလဲပြောက်ဘာသာလဲပြောက်ဘာသာဆိုရင်အရေးကြီးဘာသာကိုဖြည့်လို့ဟမ်ကဲ ကိုထွန်ကြီးခုပြောတာမှားတယ်လို့ဘသူပြောလို့ရမင်းအောင်လှိုင်ကစပြီးတော့အောက်ခြေအယိုးကိုက်နေတဲ့အဲ့ဒီပြည်တွင်းကနော်အောက်တန်းစားဒီဘောမတွေအစုံထိဒီကိုချိုကြီးပြောတဲ့စကားကြီးမှားတယ်လို့ပြောလို့ရမြမပြီမစစ်တပ်ရှိတယ်ပညာရေးဝန်ထမ်းကျောင်းဆရာဆရာမတွေရှိတယ်စောင့်လို့ရအင်ဂျင်နီယာတွေရှိတယ်နော်ပြီးရင်ဆရာဝန်တွေရှိတယ်တူနာပြုတွေရှိတယ်စသဖြင့်ကဏ္ဍဘောင်းဆောင်ရှိတယ်အဲ့ဒီအထဲမှာ ဘယ်ဌာနကလူတွေကတိုင်းပြည်ပေါ်ကိုလူဘာဝတာရှိတယ်။လက်ရှိစစ်တပ်တစ်ခုတည်းတာလင်ကိုနေကကိုချုံပြောငါတို့တာလင်အုတ်ထုတ်သူငါတို့တာလင်တိုင်းပြည်ရဲ့ဟိုတကယ်အရေးပါတဲ့လူအရာရောက်ငါတို့တာလင်နိုင်ငံတော်ငါတို့ကိုမစော်ကားနဲ့စော်ကားရင်နိုင်ငံတော်ကိုအာဟိုအသေးအဖြစ်မှုမြောက်တာလို့နော်ရှိတဲ့ဝင်ကြီးဌာနပေါင်းအကုန်လုံးညွန်ကြုံအစင်းရနေအပေါ်ထိစစ်တပ်မပါတဲ့နေရာရှိလားနော် နောက်ဆုံးဖျားခေါ်ဘကအစဗျာကန်းကုန်သွားပြီဖျားခေါ်ဘကတွေတကယ်နိုင်ငံပိုင်နဲ့ဒီတကူကြီးဖျားတွေနာမည်ကြီးဖျားတွေပေါ့ဗျာတကူကြီးပြောနာမည်ကြီးဖျားတွေပေါ့အဲ့ဒီနာမည်ကြီးဖျားခေါ်ဘကတွေစစ်တပ်ကကောင်းနေဗျာကဲအဲ့တော့ဒီနိုင်ငံကိုငါတို့အောက်ချုပ်မှဖြစ်မှာငါတို့တာလင်တိတယ်ငါတို့တာအောက်ချုပ်သူဟာငါတို့ပဲလုပ်မယ်ငါတို့ကတတ်တယ်ငါတို့တိတယ်အဲ့လိုអော်ပြီးတော့လှုပ်လာလိုက်ကြ ဖောင်ကွာ62မှာအာနာစသိလိုက်တာအေးငါတို့တိပါတယ်ငါတို့တတ်ပါတယ်လက်နှလုံးလောက်ကြောက်သေးကြဖို့အလိုကနေအခုရောက်တဲ့အချိန်ထိတိုင်းပြည်ကတိုးတက်လာလားဆုတ်ယုတ်လာတာလားအဲ့ဒါပဲအဲ့တော့တချို့တွေစစ်တပ်ထောက်ခံတဲ့ကောင်တွေဆိုကိုယ်နိုင်ငံထဲမှာနေပြီးတော့ကိုယ်ရွာလောက်ကိုယ်ဒေသလောက်ကြည့်ပြီးတော့တိုးတက်ပါတယ်အဲ့ငါတို့ငငယ်ဟဲ့ line မရှိဘူးအခုကြီးလာတော့ဒီ line ရှိတယ်ဒါစစ်တပ်ကခင်းသွားတာတိုင်းပြည်တိုးတက်တယ်လေဆိုတော့ပိမ့်ပိုက်နေတဲ့အတိလောက်ဟာမျိုးတွေအများကြီးနော် ကျွန်တော်နိုင်ငံနိုင်ငံတိုးတက်တယ်မတိုးတက်ဘူးဆိုတာကကိုယ်တရားွက်ထဲကိုငုံကြည့်လို့မသိဘူးသူများနိုင်ငံတွေနဲ့နှိုင်းရှင်ရတယ်သူများနိုင်ငံတွေဘလို့တိုးတက်တယ်ဘလို့စနစ်တွေကျင့်သုံးနေတယ်တည်သူတွေဘလို့အခြေခံအဆောက်အအုံဆက်ဆက်တဲ့ဖြစ်ကျမ်းမာရေးစောင့်ရှောက်မှုပညာရေးထောက်ပံ့မှုဒါတွေမှာဘလို့ဖြစ်စည်းပေးတယ်သူများနိုင်ငံငါတို့နိုင်ငံဘာတွေနောက်ကျနေတယ်ဘာတွေပြည့်စည်နေတယ်တို့တို့ကျွန်တော်နှိုင်းရှင်ရမယ်ကျွန်တော်တို့အမုန်းခံပြီးပြောနေတာအဲ့ဒါဒီလက်ကျနေလို့ပြောနေတာပါဘယ်စစ်သားတယောက်မှလည်းကျွန်တော်တို့မုန်းလို့ပြောနေတာမဟုတ်ဘူးမင်းအောင်နိုင်အောင်လား မင်းအောင်နိုင်ကကောင်းကောင်းမွန်မွန်လုပ်ရင်မင်းအောင်နိုင်ကကျွန်တော်တို့အားဖေးလူဖြစ်ဖြစ်မှာပဲဒါပေမဲ့မင်းအောင်နိုင်ကအတိုင်းပြီကိုအာနာတည်းပြီးဖြက်စည်းနေလို့မအေးနဲ့ထိုင်တော့နေရတာရှင်းရှင်းလေးပဲအဲ့တော့စစ်တပ်ကိုမုန်းလို့တော်လန်နေကြတဲ့လူမရှိပါဘူးဒီစစ်တပ်ရဲ့လောက်ရဲ့စစ်ဒီညမှာစစ်တပ်ဆိုတော့ကျွန်တော်အမြဲပြောတယ်နော်လက်ဆယ်ချောင်းမပြည့်တဲ့လူတစုကိုပဲစစ်တပ်လို့ခေါ်လို့ရတာအောက်ခြေကအဆင့်နေဘယ်ကောင်းမှစစ်တပ်လို့ခေါ်ခွင့်မရှိဘူးမင်းအားတည့်ရင်မှုလားတော့ဂျောင်းနဲ့တော့ မင်းတို့စစ်တပ်လို့ခေါ်အောင်စစ်တပ်ကိုစားပြုပြီးမင်းတို့ဘာပြောနိုင်လဲလွဲမနေတဲ့အမိတ်တစ်ခုကိုအပေါ်ကပေးလိုက်လို့ဟာဒါငါတို့စစ်တီတော့ကျင့်ဝတ်နဲ့မညီဘူးဒီအမိတ်ကိုနာခံစရာမလိုဘူးပြန်ပြောရတဲ့လူရှိလားအဲဟဲ့ရောင်းနေစစ်မိတ်စစ်မိတ်ဆိုတာဘာဖြစ်ဖြစ်လောက်ရတယ်ယူတဲ့ကောင်တွေပြောတာစစ်မိတ်ကမှန်တယ်တသွေးတတန်တမိတ်နေရတယ်ဒါပေမဲ့အဲ့ဒီအမိတ်ရဲ့အနောက်မှာမှန်ကန်တဲ့အမိတ်ဆိုတာဖြစ်ဖို့လိုတယ်ဥပဒေကြောင်းရညီညတဲ့အမိတ်ဆိုတာဖြစ်ဖို့လိုတယ် ပြည်သူအဲ့ဟဲအောင်စစ်တောင်းထိုးထိုးတယ်အမတွေးတဲ့ယွာဝင်စီမီးချိုးဆိုအဲ့ဒါအဲ့ဒါအဓိပ္ပာယ်မရှိတော့ပြန်စဉ်းစားဓမ္မတွေးတဲ့ယွာကမြန်နိုင်ငံယွာလားငါတို့နိုင်ငံယွာလားဟာဒါငါတို့နိုင်ငံယွာလေဟာကိုနိုင်ငံယွာကိုပိုပြန်ပြီးမီးချိုးလာဒါလုတ်တဲ့နဲ့လုတ်မဟုတ်ပြန်ပြောနိုင်တဲ့စစ်သားရှိလားမရှိဘူးအဲ့တော့စစ်တပ်လို့ပြောလိုက်မယ်ဆိုရင်အောက်ချေမင်းတို့အရာကြီးအကျစစ်တီတွေခေါင်းထဲမထည့်နဲ့မင်းတို့ပြောတာမဟုတ်ဘူးမင်းတို့စစ်တပ်ကိုလည်းပူစားပြူတာမဟုတ်ဘူးမင်းတို့ကခိုင်းရင်လုတ်ရတဲ့အစ်စင်ပဲ ်စစ်တပ်ဆိုတော့ပါတယ်ဒီစစ်တပ်ကိုထိန်းចောင်းမောင်းနေထားတဲ့လက်ဆယ်ចောင်းမပြည့်တဲ့កောင်းတွေကစစ်တပ်နော်အဲ့ဒီစစ်တပ်ကသတို့တားလေးအုပ်ချုပ်သူသတို့တားလေးနိုင်ငံတော်အာသတို့တားသတို့ကအုပ်ချုပ်သူလူလန်းစားပြည်သူကအုပ်ချုပ်ခံလူလန်းစားသတို့ပြောတာကိုလုပ်သတို့မကလန်နဲ့သတို့ကအကုန်တိတယ်သတို့အကုန်တတ်တယ်အဲ့လိုပြောပြီးအုပ်ချုပ်လာတာအခုကိုချိုကြီးပြောဆိုတော့တိုင်းပြည်ကတိုးတက်တော့လာဆုပ်ယုပ်လာတာ ဒါကိုလည်းထပ်ပြီးတော့အတိတ်ကအနာဂတ်ကပြစ်စုံပံမှာအတိတ်မှာလည်းဖြတ်ခဲ့လို့ပြက်ပူသွားပြီးအနာဂတ်မှာလည်းဖြက်နေတယ်အပြစ်စုံပံမှာတို့ကထပ်ပြီးတော့ဥဆောင်နိုင်အောင်ပဲတဲ့အမှန်လေဟမ်ဒါကိုလက်ခံပေးနိုင်တဲ့ပြည်သူရှိလို့ရှင်နဲ့အဲ့ဒီပြည်သူတော့အတုံးမကျတဲ့လူကဘာပေါ်မှာရှိမှာမဟုတ်တော့နော်ဒါသိကြပါလေဒါကြောင့်မလို့ဟိုစစ်တပ်နဲ့ပတ်သက်လို့ကျွန်တော်တို့ပြောတာဒီအမုန်းတရားနဲ့ပြောတာပေါ့လက်မခံလို့ရလက်ခံလို့ရတဲ့အရာတွေမဟုတ် မဟုတ်ဘူးဗယံပတာတွေဟဲ့ယူတိုင်းပြည်ပြတ်မကဲဟမ်အမျိုးဘာသာသာသနာអော်ပြီးတော့အခုကိုချုံကြီးပြောတာတကယ်အမှန်တရားတွေだဒီလိုမျိုးဘောမှဇမ်းမှာဒီလိုဘောမှနော်ရေပုံနဲ့ပြောက်ပြောက်ချင်းမလားအကုန်လုံးပြောက်သွားတာအောင်ဆန်းစုကြည်ကြောက်လားအန်လေဒီပါတီကြောက်လားကဲမေးပြီနည်းနည်းဖြစ်ရင်အာကုံစုံဆိုင်အောင်တဆိုင်မပိုင်နဲ့အမေအိုကြီးကိုជីជីနဲ့ချမ်းသာပြီးထားဖို့တော့မရှိတဲ့စစ်ဘိုလ်ချုပ်တွေอ่ะ အဂရိမှုနဲ့တရားစွဲတယ်သူတို့ကိုကြည့်တော့သူတို့စစ်တပ်ထဲမှာအမြင့်ဆုံးကောင်တော်မှလက330ပဲရတာနော်ဒါပေမဲ့ပိုင်ဆိုင်မှုကဘီလီယံနာချမ်းသာနေတယ်တက်လုံးစစ်ထဲမှာပဲ24 hour duty ထမ်းဆောင်နေတာဘယ်မှာလဲအုံဖွတ်ဘိုးဘိုးအောင်နဲ့အရှင်အစ္စဂေါနာနဲ့တွေ့လိုက်တယ်ထင်တယ်နော်ညီမပြည့်စစ်ဖို့ကြုတ်ပြီဟမ်ဟုတ်တယ်မလားအေးအဲ့ဒါပဲနည်းနည်းဖြစ်ရင်တောင်းဆန်းစီထိုးကြတောင်းဆန်းထိုးကြအဲ့တော့အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို င်ဗျားတို့ဒီလိုမျိုးအမြင်မျိုးတွေအပြစ်မျိုးတွေပြောနေမယ်ဆိုလို့ရှိရင်ဗျာနောက်အောင်ဆန်းစုကြည်ကိုမလွတ်ပေးချင်ထားနောက်ကျွန်တော်မြန်မာပြည်နဲ့ပြန်လာပြီးတော့ကဲတတိပုဂ္ဂလအပြင်ကျွန်တော်ပြောချင်တာပြောမယ်ကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ပြောမယ်ရမလားဝင်လာပြန်ဝင်ပြီးလှုပ်လို့ရမှာဒါမှမဟုတ်ပြင်းနေမှာရှိတဲ့နိုင်ငံသားတယောက်ယောက်သူတို့ဝင်သူပုတ်ကလေးရပါပါတီထောင်ပြသူတို့ဝင်သူလွတ်လွတ်လပ်လပ်လုပ်မယ်ခနာအောင်နဲ့ပြိုင်ပြီးတော့ပြောမယ်ရှင်ပြီးတော့ဆင်ပါဗျာအမေရိကန်သမ္မတဟိုရွေးကောက်ပွဲတွေမှာစကားစစ်ထိုးသလိုလာဥက္ကင်ခနာချိုကြီးနဲ့စစ်ထိုးရလား အာကိုချိုကြီးကခမရဗျာဘလို့လေးမင်းနေတာလေလို့ဒါတော့ခမရများသွားပြီဗျာဟမ်အဲ့လောက်အဆင်ဆိုတအားကြော်သွားပြီလေအဲ့လောက်အဆင်မလုပ်ပါနဲ့အဲ့လောက်အဆင်မလုပ်နဲ့သူတို့ကို ထောက်ခံနေတဲ့သူစန့်ကျင်တဲ့လူမဟုတ်ဘူးနော်စန့်ကျင်လူမဟုတ်ဘူးစန့်ကျင်တဲ့တော်လိုင်းဘက်ကလူတွေပြောတာမဟုတ်ဘူးသူတို့ကိုထောက်ခံနေတဲ့အသက်နဲ့ရင်းပြီးထောက်ခံနေတဲ့လူတွေတောင်မှမှားလို့မှားတယ်လို့တခွန်းပြောခွင့်တော့ပဲအရင်တောင်းပါ ဟမ်အဲ့တော့ကိုချိုကြီးပြောလို့ဆိုတအားများသွားပြီအဝေးအဝေးရောက်သွားပြီဟိုအိမ်မက်ထဲတော့မက်လို့မရတဲ့အနေထားရောက်သွားပြီသူတို့စန့်ချင်တဲ့လူပုံတော့သူတို့အမာခံထောက်ခံနေတဲ့လူဇော်ဘုံဟင်းကိုကြည့်လေထောင်ဆက်တဲ့နဲ့ချပလိုက်တယ်ဟမ်ဒါကိုဇော်ဘုံဟင်းရှင်တော့အကိုဇော်ဘုံဟင်းကိုဇော်ဘုံဟင်းလှုပ်ပေးခဲ့တဲ့ငပောက်လိုကောင်မျိုးကဘာပြောလဲဇော်ဘုံဟင်းကထောင်ကြတာကောင်းပါတယ်တဲ့ဇော်ဘုံဟင်းကမပြေဝဘူးတဲ့ထောင်ထဲမှာဖြစ်ပြီးလို့ရတယ်ဟာအဲ့ဟောတယ်ကျွန်တော်လူတယောက်ထောင်ထဲကြတာကို ထောင်ကြတာကောင်းတယ်လို့ပြောထွက်တဲ့ပါဇက်ဟမ်စဉ်းစားကြည့်စမ်းတကယ်ရင်နာစရာကြီးမနှက်ကားဆိုရင်ဇော်ဘိုးဟင်းရနော်တော်လိုင်းရဲ့ဘက်ကိုပူပေါင်းပြီးတော့ဖျဲနီးလို့လာတယ်မဟုတ်နော် तू ဖြစ်ချင်းစေခြင်းနဲ့အရာ तू ဟာစစ်တပ်ကိုထောက်ခံတယ်အဲ့ဒီအတွက် तू ဒီစစ်တပ်ကနယ်မြေတွေရှုံးနေတယ်အရှုံးနေတဲ့ရင်ဆိုင်ကြီးကဒီပေါ်မှာချိန်မနိုင်ခဲမရဖြစ်ပြီး तू ဒေါ်ရပေါက်ပွဲမိတာနော်အဲ့ဒါတော့လူတယောက်ကိုဒါအမှန်ကန်အားပေးနေတာနော်ခါရှေ့တန်းအတွက် ဆင်းလေးဆိုဆင်းလေးရိတ်ခါနေဇော်ဘိုးဟိတရားဝက်ရှိတယ်ရှင်ရင်ပြောရရင်တော့ဒီဘက်ကောင်တွေဘာမှမဟုတ်ဘူးငါပေါက်တော့ဘာလို့ဆိုတော့ဟိုနားနည်းနည်းဖော်ရှိုးပြဒညာနည်းဖော်ရှိုးပြပဲရှိတယ်တူလောက်နေတာဒါလို့အမားလေးပြောမိတာကိုမနေ့ကဆိုပါးနေနားတွေခေါ်ရိုက်ပြလိုက်ဗျာသွားစောက်ခွက်ရောင်ကောင်းရိုက်ပြလိုက်ပြီးလည်းရော့ထုတ်ထားလိုက်ညလင်းသားရပြစ်ပြီးတော့ရော့ထောက်ခံမင်းထောက်ခိုင်းတော့မင်းနောက်တစ်ခါပြောရင်မင်းဘဝပြစ်မယ်နော်မင်းတတ်သိရှိအဲ့ပုံစံမျိုးစောက်ထိုးထိုးကြည့်ရပြီလေသုံးမလား အခုလူတယောက်ကို1017နှစ်ချပြည့်စဉ်းစားကြဟမ်အဲ့တော့ကိုချိုကြီးပြောတဲ့ဟာတွေကဘယ်အဝေးကြီးပေါ့အခုကိုချိုကြီးတို့ကိုမောင်မောင်တို့ဒီလူတွေကစစ်တပ်ကိုအမာခံထောက်ခံနေတဲ့လူတွေရုပ်ပြပြီးတိတ်ခါကြီးကြီးထောက်ခံခဲ့တဲ့လူတွေကဲဟိုအကောင့်တုနဲ့ခိုးကြောင်ခိုးဝဲထောက်ခံခဲ့တဲ့လူတွေမဟုတ်ဒီလူတွေကဒါပေမဲ့ဒီလူတွေအခုပြန်ပြီးတော့ဒီကောင်တွေရဲ့ဘလို့မှခွင့်လွတ်လို့မရတဲ့လောက်ရက်တွေကိုထောက်ပြလာတော့ကိုမောင်မောင်ဆိုရင်လေချိုလေအင်းနဲ့ပေါ့ကိုချိုကြီးဆိုတော့တစ်ခါကျရင်သူကဒေါ်ပါတယ်မန်ပါတယ်နော် ဟိုရှင်းရှင်းပြောရင်တခါကျရင်သူပြောတဲ့စကားလုံးတွေကဒီသူတို့ဘက်အတိုင်းဝန်းထောက်ခံတဲ့လူတယောက်မဟုတ်ပဲနဲ့တော်လိုင်းဘက်ကနေပြန်ပြောတဲ့စကားလုံးတွေတော့သူကတုံးလာတာတွေ့တယ်။နော်ဒါကသူ့ရဲ့ဒေါသပဲသူလုံးလည်းတိတယ်ကြီးဗျာ။ဒီဘက်မှာနိုင်ငံမနေတဲ့အမြင်နေကျတယ်။ဟမ်အဲပြည်တွင်းကဘောမတွေတို့ဖွတ်ချီးနေမဟုတ်ဘူး။ပြည်တွင်းကဟာလေဖွတ်ချားကြီးပဲကောလို့နော်ဖွတ်တော့ရွရွဖွတ်မဖွတ်ချားတယ်။တိလာအဲ့တော့ပြန်ပြောလာသူတို့နှစ်အောင်လုံးပြောတဲ့စကားမဟုတ်မမှန်တာကိုပြောတာမဟုတ်ဘူး။အမှန်ကိုအမှန်ပြောတာ။ ဒါပေမဲ့အဲ့လူတွေပြည်တွင်းမှာရှိတယ်အကြာကြီးအစပြတ်သွားတာနဲအောင်နဲသေးတယ်ကဲအဲ့တော့အဲ့လိုလူမျိုးတွေကိုတို့ကအောက်ချောက်ခံရမို့လားပုံကစစ်တပ်ထောက်ခံတဲ့အတိုင်းဝဲကမေးချင်တာအဲ့ဒါမင်းတို့သူတို့ထောက်ခံလို့ကမင်းတို့ဘက်ကိုဂုဏ်သက်ပြောတော့မြတ်မြတ်တတဥပဒေပေါင်ထဲမှာနေထိုင်ခွင့်ပေးတယ်ဆိုရင်တမျိုးဟမ်မင်းတို့အောက်ချေထောက်ခံတဲ့အစ်စ်မပြောနဲ့ဇော်ဘုံဟင်းကိုကြည်ဇော်ဘုံဟင်းလောက်လောက်တာဇော်ဘုံဟင်းပဲရှိတယ်ဇော်ဘုံဟင်းအဲ့လိုရိတ်ခါတွေတွားပို့နေတဲ့အချိန်မှာလမ်းမှာ PDF မိကျန် ဇော်ဘုံကြီးဘယ်ဘွားရောက်သွားပြီလဲဟမ်အဲ့တော့ရှင်းရှင်းပြောရင်အခုကဇော်ဘုံကြီးဘုံကလက်မပီသေးမမိသွားတော့သူ့ဘုံကတိုက်ခတ်ရှိအောင်မယ်အာစစ်တပ်ဘက်ကထောက်ခံသူဇော်ဘုံအမှန်ကန်ထောက်မှုဇော်ဘုံတို့ PDF တွေဖမ်းပြီးတပ်လိုက်ဆိုတော့တမိုင်းကြံပစ်ခဲ့အောင်မယ်လူတေပေမဲ့သူတို့စစ်တပ်တိုင်ဝမ်တော့ဇော်ဘုံကြီးတမိုင်းကြံပစ်ခဲ့တယ်ဒါပေမဲ့အခုတော့ကျန်တဲ့လူတွေတဲ့ဟိုလူကတော့အသက်ရှင်လေးရေးမဟုတ်တော့ရှိပါရဲ့နာမည်လည်းတည်ဘဝလည်းတည်ဟမ် ဲ့တော့ကိုကိုအားပေးတဲ့သူအပေါ်မှာတော့မှဒီလိုမျိုးနိုင်ထက်စင်းနေမဟုတ်ကဟုတ်ကလှုပ်ပြဖို့ဝင်မလေးတဲ့ကောင်တွေကိုငါတို့ပြည်သူတွေအနေနဲ့ကလက်ခံတင်လားလက်မခံတင်ဘူးလားဒါလေးကိုပဲစဉ်းစားကြပါเนาะအဲ့အဲ့ရိုးရိုးရှင်းရှင်းလေးပါเนาะကျွန်တော်တို့တွေတော်နိုင်တယ်ဆိုတော့အဲ့ဒီစိတ်နဲ့ပဲတော်နိုင်ကြတာပါတကားစစ်ထုံးမလားဒါဆိုလို့ရှိလို့ရှိရင်ဟုတ်လားစကားချစ်ထိုးပြီးတော့ပြည်သူကိုတိုင်းပြည်ရဲ့ဒီနေ့တက်တနာဘာတွေလဲဘာကြောင့်ဖြစ်နေတာလဲဘလို့ဖြေရှင်းကြမလဲစစ်ထိုးရလားစကားစစ် ကိုကြိုကြီးကလည်းခလေးငုံအောင်မစပါနဲ့လို့ဆိုဘူးလုံခင်ကြီးကိုတွားပြီးစစ်သုံးကိုတွားခေါ်တယ်တွတ်သူဟိုမှာရိုက်ကွေးဖွင့်တယ်တတိချာချာဝါရဖြန့်မှာပဲလုံနေမှာကိုကြိုကြီးကဘလို့လဲလို့ကျွန်တော်ပြောတာဟုတ်တယ်ဗလားမဟုတ်ပါဘူးဒါကြောင့်မလို့ပြည်သူလူထုကိုကျွန်တော်ကဒါကိုချပြတာနော်ဒါကိုချပြတာဟုတ်လားသူတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစဉ်သေးဖြစ်နေပါပြီတဲ့ဟမ်ဒီနေ့ပဏိပဒအရှုံရှင်းတွေကိုဟုတ်လားဖြည့်ရှင်းဖို့အတွက်စီမံချက်တွေရှိနေပြီဘလို့စီမံချက်တွေလဲတော့မသိဘူးဗျာ ကဲဒါကတော့အားလုံးကြားတဲ့အတိုင်းပဲကိုချိုကြီးပြောရတာနော်ကြားတယ်နော်စကားအဲ့လိုစစ်ထိုးဖို့ဆိုတာအဝေးကြီးကျွန်တော်ပြောသလိုမှန်တာလေးကိုမှန်တယ်လို့တော့ပြောခွင့်မရှိတဲ့ဘဝနော်အဲ့တော့ကျွန်တော်အမြဲပြောသလိုပါပဲစစ်တပ်ဟာတိုင်းပြည်ကိုကာကွယ်ရမယ်စောက်ရှောက်ကမှာစစ်တပ်ကအလုတ်ကတိုင်းမှာပြည်မှာရှိတဲ့ပြည်သူလူထုကိုကာကွယ်ရမှာအာဏာရှိတဲ့လူကိုကာကွယ်ရမှာမဟုတ်ဘူးနော် ပြည်သူလူထုကိုကာကွယ်ရမှာစစ်တပ်ကအလုပ်အေးအားနေတာအားနေလက်ကျင်နေရမှာစစ်တပ်အလုပ်သူများနိုင်ငံကလေရန်ဆွဲဖြစ်လာတယ်အဲ့ဒါကိုကာကွယ်ရမှာစစ်တပ်အလုပ်ဒါပေမဲ့မြန်မာပြည်သားတွေမြန်မာပြည်မှာမြန်မာနိုင်ငံသားတွေရဲ့အခွန်ပဏာတွေနဲ့တတ်ဆင်ပြီးတော့တီထောင်ပေးထားတဲ့စစ်တပ်နှစ်ပေါင်း60ဖြစ်ပြီသူများနိုင်ငံကိုကြည်တစ်ချက်ဖောက်ပြီးတိုက်ဘူးလားပြည်တွင်းမှာဘလို့လုပ်နေလဲခေါင်းစဉ်ကတော့အမျိုးမျိုးပေးလို့ရတာပေါ့အခုကျွန်တော်မင်းအောင်နိုင်ညမှာနေလိုက်မယ် ဟမ်ကျွန်တော်လည်းပြေးမှာပဲအာ KNU တောင်းကျန်းသူဟာ KNA ဘာဖြစ်တာပြောချင်တယ်ပြောမှာပေါ့ဘာလို့ကိုယ်နဲ့မှမတူတာ ਉ ဒါပေမဲ့တေချာစဉ်းစားကြည့်လေဗျာဟိုမြန်မာနိုင်ငံခြေတော့ကနေခိုးခေါင်းပေါ်ထိနော်ထိုင်းမှာထိုင်းစစ်တပ်ကိုထိုင်းတောင်ပိုင်းမှာတော်လှန်တာရှိတယ်ခွတ်ထွက်ရေးတယ်ဒါပေမဲ့ထိုင်းပြည်သူကတနိုင်ငံလုံးမှာရှိတဲ့အခြားနေရာတော့ပြည်သူကထိုင်းစစ်တပ်နဲ့တရားတတ်ရှိတယ်တွတ်သူခွတ်ထွက်အဖွဲ့တော်လှန်ပေးမယ် ်ကိုနေ့ကပြောဒီစစ်တပ်ကိုထောက်ခံတဲ့ပြည်သူရှိတယ်နော်ပြည်သူအများစုလို့ပြောရအောင်ဒီညမှာကျွန်တော်ပြည်သူရုပ်စံမှာနဲလို့များရှိရပြောရမယ်မြန်မာပြည်ကစစ်တပ်ဟောမြန်မာနိုင်ငံမြေပုံ6တော့နော်မြိတ်ကျွန်းစုကစပြီးတော့ဟိုးအပေါ်မြန်မာနိုင်ငံမြေပုံအခောင်းခေါင်းတိသူနဲ့မတဲ့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 အဖွဲ့ရှိတာနော်တဝဲသားတွေလည်းဖြစ်တယ်နော်ပလောသားတွေလည်းဖြစ်တယ်ပလောက်သားတွေလည်းဖြစ်တယ်ဟမ်ရေးသားတွေလည်းဖြစ်တယ်မြိတ်ကော့တောင်အကောင်လုံးဖြစ်တယ် ပြီးအပေါ်တက်လာမွန်ပြည်နယ်သားတွေနဲ့ဖြစ်တယ်။ကရင်ပြည်နယ်သားတွေနဲ့ဖြစ်တယ်။ဟိုသခိုင်းမကွေးအရာအကုန်ဖြစ်တနိုင်ငံလုံးနဲ့ပတ်ဖြစ်နေစစ်တပ်။ဘာဖြစ်လို့ဖြစ်တာလဲ။အတနိုင်ငံလုံးကအကြမ်းဖက်တွေလား။သူစစ်တပ်တခုလည်းအကောင်းလား။တေချာပြန်မျက်စိနဲ့မြင်အောင်ကြည့်လိုက်ပါ။အခုစစ်တပ်နဲ့ဖြစ်နေတဲ့အဖွဲ့အဖွဲ့တွေကဘယ်လောက်လဲ။တနိုင်ငံလုံးဖြစ်နေတာလေ။အဲ့တော့အဲ့ဒီနိုင်ငံလုံးကတော့အကျန်းဖဲတဲ့တူတာလင်တိုင်းမျိုးကကာကွယ်တဲ့လူတွေအတိတ်ပဲရှိလားအဲ့ဒီဖြစ်ရလေးကိုပဲကြည့်ပါဗျာတော့အများကြီးရှောင်မကြည့်နဲ့ ။တနိုင်ငံလုံးလူမျိုးပေါင်းစုံနဲ့ရံဖြစ်နေတဲ့ကောင်ကအဲ့ဒီပေါင်းစုံကအကျမ်းဖတ်တွေတပုံတွေဓမြတွေတဲ့သူတို့တူတာလူကောင်းတဲ့အဲ့တော့မြန်မာပြည်မှာဖြစ်နေတာအဲ့တော့ဒီတော်လန်ရင်ကလေတမျိုးတော့ကောင်းသွားတယ်တမျိုးတော့ကောင်းသွားတယ်ဆိုတာကဒီတော်လန်ရင်မဖြစ်လို့ရှိရင်အဲ့ဒီ2000ချီဥပိုက်ပြီးတော့ဒီစစ်ခွေးကောင်းဆောင်တွေအတိုင်းဒီအာနာကိုတောက်ချောက်စုတ်ကင်ချဲ့လေတော့မှာ ။ဘာဖြစ်လို့လဲဒီအာဏာသိမ်းမှုမတိုင်ခင်တည်းကနော်ကျွန်တော်တို့လို့အဆင်မပြေဘူးနော်တကယ့်နိုင်ငံရေးတိုက်ပံဂရုတွေကစနော်နိုင်ငံရေးကိုထုံးလို့မွေရေလို့နှောက်ပြီးတော့လှစ်လာနိုင်တဲ့နိုင်ငံရေးဓမ္မကြီးတွေကစနိုင်ငံတကာအတိုင်းဝိုင်းနော်စစ်တပ်ကအာဏာမသိမ်းပါဘူးတဲ့။ဘာဖြစ်လို့တိမ်းပြန်မှမလိုတာဘူး။နှစ်နောက်ချင်းအခြေခံဥပဒေကြီးကအာဏာကစစ်တပ်ရှိမှလေကာကွယ်ရေးဦးစီးချုပ်ရှိမှလေခြေဥကိုပြင်မယ်ဆိုရင်တော့စစ်အဲ့ကာကွယ်ရေးဦးစီးချုပ်ကခွင့်မပြုရင်ပြင်လို့မရဘူးလေ။ဟမ်ဒီလွတ်တော်ထဲမှာ 25ရာခိုင်နှုန်း25ရောက်မဟုတ်ဘူးเนาะလူတရာရှိတဲ့လွတ်တော်မှာဆိုရင်25ရောက်ကအော်တိုကာဝေးဦးစီးချုပ်ရဲ့ခေါင်းတစ်လုံးပဲအမှအဲ့25ရောက်လူတရာရှိရင်25ရောက်ကိုစစ်တပ်ကလွှတ်လိုက်တယ်အဲ့ဒီ25ရောက်ကကာဝေးဦးစီးချုပ်ကထိုင်ဆိုရင်ထိုင်ထဆိုရင်ထခေါင်းကဆိုရင်ခေါင်းကခေါင်းကြီးဆိုခေါင်းကြီးကဲအဲ့လိုမျိုးအာဏာရထားတဲ့စစ်တပ်တိုင်းပြည်ရဲ့အာဏာရှိဆုံးကာဝေးပြည်ထဲရဲ့နေဆက်ရေးကာဝေးဦးစီးချုပ်ကအောက်မှာနော် ရွေးကောက်ခံတက်လာတဲ့ပြည်သူအစိုးရကအဲ့မှာအတုံးစိတ်ဘာတွေတုံးနေသွားစစ်လို့တော့မရဘူးဒါပေမဲ့ဘတ်ဂျက်ကိုတော့ဘေးရတယ်အလောက်ထိအာဏာရှိတဲ့ဟာအဲ့ဒါကြီးကိုပြစ်ပြီးတော့ဘာဖြစ်လဲလောဘတက်ပြီးတော့အာဏာကိုလုတာဟမ်မတူမတင်းနိုင်နိုင်ဘူးဘာလို့ဆိုသူ့ကိုအပတ်စဉ်နံပါတ်စဉ်၈မှာရှိတာကိုကာဝေးဦးစီးချုပ်ဆိုတဲ့ယာဒူးကဒီအင်္ဂါစင်နဲ့ကြည့်မယ်ဆိုရင်နိုင်ငံရဲ့အထွတ်ထိပ်တမထအဲအဆက်တပြင်းအဲ့လိုအင်္ဂါစင်နဲ့လာလိုက်တာ ။ तू ကနံပါတ်၈မှာဟုတ်။အဲ့ဒါကိုမကြိုက်ဘူး။ तू ကဘယင်ဖြစ်နေတာ။ဟမ်အဲ့တောင်းလိုက်တာဘယင်ယူယူတာ။အဲ့တော့ဘာလုပ်လဲ။အာနာကိုထတိန်းတယ်။အာနာတိန်းတော့ဘာဖြစ်လဲ။ငိုလေးကနှိမ့်ညပြီးတော့ပြန်မဲ့နလန်ထမလားလို့လုံနေတဲ့တိုင်းကြီးဟာဘာဖြစ်လဲ။စုပ်ပြတ်တတ်တာပေါ့။ဘူဒီအပွေတတ်တယ်လို့ဖြစ်တာပေါ့။အဲ့တော့ဒီစစ်တပ်ကြောင့်နံပြောရတဲ့အခါရှိပါမင်းတို့ငါတို့စစ်တပ်ရှိလို့ခေါင်းပြောင်းအိတ်ကလောဆက်ခေါင်းပြောင်းအိတ်ကလားမိတ်ကလားမသိဘူးဒီစစ်တပ်ကြောင့်တိုင်းပြီးပြက်တယ်ဒီစစ်တပ်ကြောင့်တိုင်းပြီးပြက်ခဲ့လာပြီးတော့အခုဒီစစ်တပ်ကြောင့်တိုင်းပြီးပြက်တယ် နော်နောက်ကအဲ့ဒီစစ်တပ်ကောင်တွေထပ်ပြီးအုပ်ချုပ်ဦးမယ်တိုင်းပြည်ကိုတဲ့အဲ့ဒါလက်ခံတင်လားလက်မခံတင်ဘူးလားဒါပဲတော်နိုင်ဆိုတာအဲ့ဒါပဲနိုင်ငံရေးဆိုတာကိုယ်အရေးပဲသိလားကျွန်တော်တို့ကရှင်းရှင်းလေးပဲအဲ့တော့နိုင်ငံရေးနိုင်ငံရေးဆိုပြီးတော့စကကြီးစကကြဲတွေအများကြီးပြောနေကြတယ်မလို့ကိုယ်နိုင်ငံအရေးอ่ะဘလူဥဆောင်တင့်နေဘလူဥဘလူတွေကိုတော့ဥဆောင်မခိုင်းတင်ဘူးလေတလောက်လေးတိပြီးတယ်နော်အဲ့ဒါအဲ့ဒါဟိုတချို့တွေပြောတာနိုင်ငံရေးမှာမြန်မာပြည်ကနိုင်ငံရေးဆိုတာလေ ညစ်ပတ်မှစုပ်ပဲ့မှကလိန်ကြစ်ကြမှကြော်မှခွာမှလိန်နိုင်မှစောက်ခွက်ပြောင်မှစောက်ရှက်မဲ့မှအဲ့ဒါเนาะဘာဖြစ်လို့အဲ့လိုမဟုတ်လို့ရှိရင်တစ်ဖက်မှပြောတဲ့စကားကိုတစ်ဖက်ကပြန်ပြီးတော့အပြုတော်ဆောင်မရှိဘူးမရှိဘူးလက်ရှိဝန်ထဲကဖြစ်သွားတဲ့ငါးနှစ်တာကုန်သွားတယ် NND အစိုးရတက်လာတယ်တစ်ဖက်မှအတိုက်ခံလို့နာမည်တက်ထားမယ်အတိုက်ခံဖို့အတိုက်ခိုက်ပဲရှိတာတိုက်ပဲတိုက်ခိုက်လာတာဘာမှဝန်ထဲဖြစ်တာမဟုတ်ဘူး ဘာလုပ်လဲအန်ဒီကဘာဘာလုပ်လဲဘယ်ဟာအစိုးတင်ပြမလဲကန့်ကွက်မယ်ဘယ်ဟာကိုဥလျပြင်မလို့မလဲကန့်ကွက်မယ်ဒါပဲလုပ်လာခဲ့တာအဲ့ဒီ25ရာခိုင်နှုန်းကနန်း25ရာခိုင်နှုန်းနဲ့ဒီအတိုက်ခိုက်ဆိုတဲ့ကြက်ဖို့ကအဲ့တော့သူတို့အာဏာမရတာစမ်းလားမစမ်းပါဘူးဩအာဏာမရဘာလုပ်လဲသူတို့ယူကောက်ဝဲမတိုင်ခင်သူတို့ပြောထားသလိုပေါ့နော်ကြက်ဖို့ပါတီကယူကောက်ဝဲမတိုင်ခင်နဲ့အာဏာတိမ်းမှုတို့ကိုစီစဉ်ထားပြီးကြဘာဖြစ်လို့လဲသူတို့အဲ့ဒီကြက်ဖို့ပါတီခေါင်းဆောင်ပိုင်းနေအင်တာဗျူးမှကြည့် မနိုင်ပါလို့မလဲတဲ့2020ရွေးကောက်ပွဲမှာမနိုင်မနိုင်နိုင်အောင်လုပ်မလဲတဲ့ဟာစာမွေးဖြေတာမဟုတ်ဘူးလေစာမွေးဖြေတာဆိုတော့မနိုင်လို့ရှင်မဖြေနိုင်ပြင်နိုင်လို့မဆိုကြစူးစမ်းဖို့ကိုယ့်အကိုဖတ်မှရရွေးကောက်ပွဲဆိုတာကပြည်သူရွေးချယ်မှနိုင်တာလေပြည်သူကမရွေးချယ်ဘူးအဲ့ဒါကိုမနိုင်ဘူးအဲ့မနိုင်တဲ့ဟာနိုင်အောင်လုပ်မယ်ဆိုတော့ပါအာဏာသိမ်းတာပေါ့ဟမ်အဲ့တော့ရှင်းရှင်းလေးနိုင်ငံတစ္ဆာဖောက်ပြက်မှုနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အထဲမှာ နံပါတ်1မင်းအောင်နိုင်ပြီးအဲ့ဒီကြံ့ဖို့ကောင်တွေအကုန်ပါတယ်23ပါတီအကုန်ပါတယ်ဒီတော်လိုင်းပြီးတဲ့နေ့အဲ့ကောင်တွေအဲ့ဒီဟာအကုန်ရှင်းရမှာမပူနဲ့အဲ့ဒီဒါဒါအမြင့်ဆုံးပဲနော်နိုင်ငံတော်တစ္ဆာဖောက်ပြပြီးနိုင်ငံအာဏာကိုလူကိုကြိုးစားတာနိုင်ငံတော်တစ္ဆာဖောက်ပြမှုလာမှာမပူနဲ့မေယုံစောက်ကြည့်လိုက်